ဧပြီလ10ရက်နေ့ဒါသာရီနေ့နာနဲ့6နာရီဂျိုရူဝတိုင်းတာကြမြားနေ့ငလင်ဒေသများဖြစ်တဲ့စကိုင်းမန္တလေးနေပြည်တော်ကိုကျွန်တော်တို့အထူးလေ့လာပြီးတော့ဂျန်နယ်တိုင်းနဲ့အခြေအနေများကိုဆက်လက်ပြီးတော့တင်ပြမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါမိုးရ channel လေးရရင်ကြိုဆိုလိုက်ပါရဲမိုးခုတစ်ဆက်ပေးခြင်းတဲ့ video လေးရတော့မုံတိုင်းတင်းနဲ့ငလျင်တင်းကိုပြပြလာတဲ့မိုးလေးဝတ်တာပညာရှင်ဦးထစ်တင်ရဲ့ video လေးကိုတစ်ဆက်ပေးမှာဖြစ်ပါတယ် video ထဲမှာဆိုလို့ရှိရင်တော့ AP လက်စရဲ့နေ့တဲ့ကိုဦးထစ်တင်ရရင်တော့ comment ပေးထားတာပေါ့နော်ကြည့်တဲ့အမျိုးတွေလည်းဘဟုတုတရရစေမယ်ကြိုတင်ပြင်ဆင်လို့လည်းရအောင်လို့တစ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်မိုးရ video လေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ကပါရှင်ဒီ video လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်လေးတွေကိုလည်း video လေးအောက်မှာ comment လေးတွေရေးပြလို့ရပါရှင် video လေးကိုကြည့်လိုက်ကြရအောင်နော် ဧပြီလ10ရက်နေ့ဂျာတာဝရီနေ့နာနဲ့6နာရီဂျိုရူဝတိုင်းတာကြမြားနေ့ငလင်ဒေတာများဖြစ်တဲ့စကိုင်းမန္တလေးနေပြည်တော်ကိုကျွန်တော်တို့အထူးလေ့လာပြီးတော့ဂျာနယ်တိုင်းနဲ့အခြေအနေများကိုဆက်လက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်။အဲ့တော့ဒီကနေ့ကျွန်တော်တို့မနေ့6နာရီဂျိုရူဝပေးပို့တဲ့ပုံရဘင်္ဂလားပင်လယ်ော်အနောက်ဘက်ခြမ်းမှာ၄ဆိုင်ဝဲဖြစ်ပြီးတော့မိုး တီးထန်စွာရွာသွန်းနေတာတွေ့ရပါဒီလေးဆိုင်ဝဲကြောက်မလို့အပေါ်ပေတောင်းထိတက်သွားတဲ့အတွက်ကြောက်မလို့ဒီလေးဆိုင်ဝဲကထုတ်လုတ်တဲ့ရေငွေ့တွေဟာမြမာပြည်တဲကိုဟိမဝန္တာ တောင်နှန်းကဖြတ်ဆင်းလာတဲ့လေးနဲ့အတူပြန်ဝင်သွားတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်ဒီအတွက်ကြောက်မလို့ကျွန်တော်တို့မြမာပြည်အချို့ဒေသတွေမှာမိုးရွာနေတယ်လို့ ပြနေပါတယ်အထူးသဖြင့်မွန်ပြည်နဲ့တရနိုင်တိုင်းမှာမိုးများနေတယ်လို့ပဲကျွန်တော်တို့ငလင်ဒေသမှာလည်းရေငွေ့ဖွဲ့တဲ့လေအေးများဆင်းခဲ့မယ်ဆိုလို့ရှင်တော့မိုးဆက်အနေငယ်ကြနိုင်တဲ့အနေအထားတွေ့ရပါတယ်နေ့လယ်7:00နာရီအခြေအနေကိုကြည့်မယ်ဆိုလို့ရှင်လေဘင်္ဂလားပင်လယ်အတိမ်ငွေ့တွေဟာမြန်မာပြည်ကိုဆက်ပြီးတော့ဝင်နေတာ ကျွန်တော်တို့တွေးရှိရပြီးတော့ရေငွေ့ဖွဲ့နိုင်ခဲ့တဲ့နေရာတွေမှာတော့မိုးရွာမယ်လို့ပြောပေမဲ့လည်းရွာနိုင်ပြီးအရန်နေတာတွေ့ရပါတယ်။ညနေ6နာရီရအချိန်ကိုကြည့်လို့ရှိရင်တော့ကျွန်တော်တို့ချင်းပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်း၊ကရှင်ပြည်နယ်မြောက်ပိုင်း၊ဧရာဝတီတိုင်း၊ပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာမိုးအနှဲငယ်ကျနိုင်တဲ့အနေအထားတွေ့ရပါတယ် ည7နာရီရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ကချင်းပြည်နယ်အထက်ပိုင်းတစ်ခုလုံးသခိုင်းတိုင်းအထက်ပိုင်းတစ်ခုလုံးမကွေးတိုင်းမှာအနည်းငယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းမှာမိုးကျနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီနေရာမှာအီကွေတာကတက်လာတဲ့နေရောင်ခြည်ရဲ့ကြာရောက်မှုကြောင့်မလို့ကျွန်တော်တို့ငလင်းဒေသမှာဆိုရင်မြေပြင်အပူချိန် အယံကိုမြင့်တက်တာကို တိုင်းတာရရှိပါတယ်။မနေ့6နာရီချိန်မှာဆိုရင် မုံရွာမန္တလေး မကွေးနေပြည်တော်ပြည်ရန်ကုန်ပဲခူးတိုင်းတို့မှာအပူချိန်မြေပြင်အပူချိန်30စင်တီဂရိတ်ရှိပြီးတော့အပေါ်ကကျလာတဲ့နေရောင်ကြီးရဲ့အပူချိန်ကို မြေပြင်ကစုပ်ရင်ရင်နဲ့နေ့လယ်7နာရီကနေအချိန်အနေစပြီးတော့ မြေပြင်အပူချိန်က45ဒီဂရီစင်တီဂရိတ်အထိတရွေ့ရွေ့တက်လာတာကိုကျွန်တော်တို့ခမန်းဆက်တွေကသတိပေးနေတာတွေ့ရပါတယ်အထူးသဖြင့်မုံရွာစကိုင်းမန္တလေးဒေသတစ်ခုလုံးဟာဆိုရင် အပူချိန်46ဒီဂရီအထိတက်သွားနိုင်လို့ဒီပူချိန်ဟာမြေပြင်ပေါ်မှာဖနှတ်မပါပဲသွာလာနေကြတဲ့တောင်သူလယ်သမားအချို့တွေအတွက် အင်မတန်မှအန္တရာယ်များတဲ့အခုချိန်တို့ကျွန်တော်တို့အတိပေးတတိပေးလိုက်ပါတယ်ညာဘက်အချိန်ည9နာရီလောက်တောင်တဲ့အချိန်ကြီးကိုပဲမုံရွာပောင်းဝင်းကျင်မှာအခုချိန်ဆက်လက်မြင့်မားနေတာကိုတွေ့ရှိရပြီးတော့ည12နာရီကျော်သွားလို့ရှိရင်တော့အခုချိန်ဟာ38ဒီဂရီအထိပြန်ဆင်းသွားနိုင်ပါတယ်38ဒီဂရီဆိုတာကျွန်တော်တို့ဘာပဲပြောပြောပူနေသေးတယ်လို့ကျွန်တော်တို့လူခန္ဓာကိုယ်ရ သိရှိရပါတယ်အဲ့တော့အပူချိန် EV ဆိုရင်ကျွန်တော်တို့လေတိုက်ခတ်မှုဒီမဝန်တာကတောင်နာကဆင်းလာတဲ့လေစီးကြောင်းကြောင့်မလို့မြမပြည်နေ့လယ်7:00နာရီမတိုင်ခင်အထိမှာမြမပြည်ကိုတိုက်ခတ်တဲ့လေတုပါဆိုလို့ရှိရင် ကျွန်တော်တို့ငလျင်ဒေသကိုဒီမကပဲနဲ့ PR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကိုဆက်လက်တိုက်ခတ်နေပြီးတော့လေစုံကျက်ကျတဲ့နေရာတွေမှာရုတ်တရက် လေပြင်းတိုက်ခတ်မှုတွေကြုံရနိုင်လို့ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ်ကျွန်တော်အထူးသတိပေးလိုတာကဒီကနေ့ရာသီဥတုအခြေအနေကအပြောင်းအလဲကာလဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ဘလောက်ပဲတိကျတဲ့သုတေသနာလုပ်ထားတဲ့ခမန်းဆက်တွေနဲ့တွတ်ထုတ်ထားပြီးမယ်တခါတရံမှာလွဲချော်နိုင်တဲ့အကြောင်းမလို့ကျွန်တော်တို့သတိပေးချက်တွေနဲ့အတိအကျလို့မှတ်ယူတာအဲအနေငယ်အတိန်ဆောင်းကိုလည်းကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ် နေ့နဲ့7နာရီနောက်ပိုင်းမှာစောစောကပြောခဲ့တဲ့အပူချိန်ကြောင့်မြေပြင်အပူချိန်မြင့်မားမှုကြောင့်လေတွေကအပေါ်ကိုထိုးပြီးတော့တက်သွားနိုင်တဲ့အခြေအနေတွေ့ရပါတယ်။ဒါကတော့ကျွန်တော်တို့10ရက်နေ့ကြာသာပတေးနေ့ရဲ့အခြေအနေဖြစ်ပါတယ်။ကောင်းပြီ။အဲ့ဒီအခြေအနေကနေပြီးတော့မှကျွန်တော်တို့ထူးရတဲ့အခြေအနေကိုကျွန်တော်တို့ဆက်လက်လေ့လာရအောင်။အဲ့ဒါကတော့10ရက်နေ့မနေ့ဂျိုတို့ကတိုင်းတာချက်တွေရ မြမာပြည်အတွက်အနေရှိတဲ့မိုးရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဒီအတွက်ကြောင့်မလို့ဘာကြောင့်ဖြစ်တာလဲဘယ်လိုဖြစ်တာလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်ကျွန်တော်တို့ပြောမှဖြစ်ပါဒါကတော့မနေ့6နာရီမှာရှိတဲ့ဘင်္ဂလားပင်လယ်အော်တဲကလေဖျားနေရရန်ဝန်ဒေသမှာတိုက်ခတ်နေတဲ့ဒီဇိုင်းဝဲကြီးဖြစ်ပါတယ်ထို့အတူပဲဟိမဝန္တာ တောင်နှားကဆင်းလာတဲ့လေးစီးကြောင်းဟာ မြမာပြူကိုပတ်ပြီးတော့မန္တလေးအကျော်ထိတိုက်ခတ်နေတာမနေ့6နိုင်မှာတွေ့ရှိရပါတယ်နေ့လယ်7နာရီအနေထားကိုကျွန်တော်တို့ခံမှန်းကြည့်တဲ့အခါမှာဆိုရင် လေဆိုင်ဝဲဟာအိန္ဒိယနိုင်ငံဘက်ကိုပုံမနီးကပ်သွားသလိုပဲဒီလေဆိုင်ဝဲဟာလေတုဟာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ပြီးတော့မှ အချို့သောလေများက မြန်မာပြည်ကိုဆက်ပြီးတော့တိုက်ခတ်တာတွေ့ရသလိုပဲချင်းတောင်နာအပေါ်မှာလေဆိုင်ဝဲလေးဖြစ်နေတာတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ကောင်းငယ်မှာရှိတဲ့တိမ်တွေကိုစတင်စုဝေးတဲ့အနေထားမလို့ကျွန်တော်တို့အာဏာတစ်ခုရှိလာပါတယ်ဘာအာဏာလဲဆိုတာကျွန်တော်တို့ဆက်လက်တင်ပြမှာညနေ6နာရီရောက်တဲ့အခါမှာလေစီးကြောင်းဟာမြန်မာပြည်အနှံ့အပြားကိုတိမ်ငွေတွေဆက်လက်တွန်းထုတ်ပါတယ် အဲ့လိုအနေထားမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့၁၀ရက်နဲ့ည၁၂နာရီရောက်တဲ့အခါမှာမမာပြီကောင်းငင်မှာတိမ်ထုတိမ်ဝေးတွေအမြင့်ကြီးစုဝေးတာတွေ့ရပါဘူးအဲ့ဒီလိုတိမ်မြင့်နေဖြစ်တဲ့အတွက်ကြောင့်မလို့တိမ်ထုအတွင်းမှာအချင်းချင်းပုတ်တိုက်မှုကြောင့်လျှက်စစ်ဖြစ်ပေါ်ပြီးတော့အဖိုတတ်နဲ့အမတ်တတ်ဆိုတော့ကွဲသွားပါတယ်အဲ့ဒီထက်ကမှ အဖိုတတ်တွေဟာမြမာပြီမြေကြီးကို ဆင်းသလိုပဲအပေါ်မှာလည်းအဖို့နဲ့အမနဲ့တည့်ရစီကြောင့်မိုးကြိုးထစ်ကျုံးတန်နေစတင်ကြားရမှာဖြစ်သလိုပဲမြေပြင်ကိုလည်းစတင် မိုးကြိုးတွေပြစ်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်သောသောကပြောတဲ့တိမ်မြင့်ကတက်သွားတဲ့တိမ်တွေဟာပြန်ကြမိုးသဘောမျိုး အပေါ်မှာရှိတဲ့လေတုလေနဲ့တွေ့ပြီးတော့မြမာပြီးအလဲပိုင်းကို ပြန်ကြမှုစတင်ပါတယ်၁၇ရက်နေ့တောက်ကြနေမှာဆိုရင်ကချင်ပြည်နယ်သခိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်တို့မှာမိုးစတင် ရွာသွန်းမှာဖြစ်ပါတယ်ဒီရွာသွန်းမှာ စနေနေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းစတဲ့နေ့ကဲ့သို့ပဲမြမာပြည်အထက်ပိုင်းတစ်ခုလုံးရွာသွန်းပြီးတော့ကချင်ပြည်နယ်အထက်ပိုင်းမှာမိုးရေကြီး1.4တန်လမနီးပါးအချို့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ထို့တူအေရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြဝါတနင်္လာရီတိုင်းတို့မှာမိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရတယ်လို့ပဲ မြလင်းဒေသဖြစ်တဲ့မန္တလေးနေပြည်တော်မှာလည်းမိုးစတင်ရွာနိုင်တဲ့အနေအထားရှိပါတယ်73ရက်နေ့တနုံနေ့နေ့မှာတော့မန္တလေးတိုင်းနေပြည်တော်မှာမိုးရေကြီးတော်တော်များများရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်ကျန်တဲ့ကချင်ပြည်နယ်၊သခိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်၊ကယားပြည်နယ်၊အေရဝတီတိုင်းမှာလည်းဆက်လက်ပြီးတော့မိုးရွာသွန်းမှဖြစ်လို့စိုက်ပျိုးရေးအတွက်ရိတ်သိမ်းနေကြတဲ့ တောင်သူတွေအချိန်မီပိန်စီနိုင်မှုလိုပါတယ်အမိုးကာအောက်ရောက်ဖို့လိုပါတယ်၁၄ရက်နေမှာဆိုလို့ရှိရင်တော့နေပြည်တော်ကနေပြီးတော့အရှိပဲချမ်းတစ်ခုလုံးတရားပြည်နယ်စစ်တောင်းမြဝါဘကိုးတိုင်းရန်ကုန်တိုင်းမှာမိုးရေချိန်တိတ္တသမ၄လက်မအထိရွာသွန်းနိုင်တဲ့အခြေအနေအားဆိုလို့ရှိရင်လမ်းပေါ်မှာအိတ်နေတဲ့ကျွန်တော်တို့မိဘပြည်သူများအတွက်အထူးစိုးရိမ်ပွဲရာအနေအထားဖြစ်လို့ပရာဟိတ လုပ်ငန်းလုပ်ကင်နေရတဲ့လူတွေအများဆုံးအကူအညီပေးနိုင်မှုပြင်ဆင်ထားကြပါလို့ကျွန်တော်တို့ဒီနေရာကအသိပေးလိုပါတယ်။လာမယ့်15ရက်နေ့မှာဆိုလို့ရှိရင်မန္တလေးနဲ့နေပြည်တော်ကြားမှာမိုးရေချိန်နှစ်လမှနီးပါးအချို့နေရာတွေမှာရွာသွန်းနိုင်ပါတယ်။ကျွန်တော်တို့အသေးစိတ်ကိုတော့အနီးကကြမ်းမှကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့တင်ပြချက်တရားဆိုလို့ရှိရင်တော့ကျွန်တော်တို့ငလင်းလုပ်ငန်းလုပ်ကင်နေတဲ့ပရာဟိတအဖွဲ့တွေနဲ့ ငလျင်ဒေသမှာနေထိုင်တဲ့လူတွေအတွက်ကြိုတင်ပြင်ဆင်နိုင်ရန်အသိပေးအကြောင်းကြားခြင်းဖြစ်ပါတယ်လိုအပ်တဲ့အချိန်နေနားမလည်တာရှိလို့ရှင်လဲကျွန်တော်တို့ကိုယ်သက်ထွေးနိုင်ဒီဗီဒီယိုအောက်မှာမေးမြန်းနိုင်ပြီးတော့ထို့အတူပဲဒီတာနှေးတဲ့ဒေသတွေအတွက် Telegram ကနေပြီးတော့လဲကျွန်တော်တို့အသံဖိုင်ပြင်ထုတ်လုပ်နေပါဖြစ်ပါတယ် download လုပ်ပြီးတော့မိတ်ဆွေများကိုဝေမျှပေးကြပါကျွန်တော်တို့အခြားတူကိုကူညီဟာ မိမိကိုမိမိကုညီခြင်းနဲ့လည်းတက်ရောက်တယ်လို့ကျွန်တော်တို့နားလည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဝါဗီဒိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကြည့်တဲ့မျိုးတွေလည်းကြိုတင်ပြဆရရမယ်ဘဟုတုတ္တရလည်းရလိုက်မယ်လို့မျှော်လင့်ပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆက်ချက်ကလေးတွေလည်းဗီဒီယိုလေးအမှောင် comment လေးတွေရေးပြလို့ရပါရှင်ဝါဗီဒိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့မျိုးတွေအားလုံးဘေးကနေပေါင်းခွင့်ရှိပါစေလို့ဆုတောင်းလိုက်ပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား